Hello အားလုံးဝမင်္ဂလာပါဘူပေါ်မချန်ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ဂျွန်လာ9ရက်နေ့ရဲ့နောက်ဆုံးရထားတဲ့အပြောင်းရွှေ့တွေနဲ့ပတ်သက်တဲ့သတင်းတွေကျွန်တော်သာတင်ဆက်ပြီးသွားပါမယ်ပထမဆုံးအနေနဲ့တော့ကျွန်တော် PSG နဲ့အတူ Champions League Plus စုကူထားတဲ့ Donnarumma ရဲ့အနာဂတ်ကမတည်မငြိမ်ဖြစ်လာမှုတွေရှိနေတယ်ဆိုပြီးတော့ဒါကြောင့်တက်လာတယ်သူသဖြင့် Donnarumma က PSG နဲ့တော်တော်ကိုအောင်မြင်တဲ့ရာသီတစ်ခုဖြတ်သန်းခဲ့ရပြီးတဲ့နောက်မှတောင်မှ ဥရောပမှာလူချင်းတဲ့ကလပ်အသင်းကြီးကြောင့်သူသူ့ရဲ့အပြောင်းရွှေ့တဲ့ငါအများကြီးဆိုသလိုပြောစရာတွေကျွန်တော်ဖြစ်လာတာဒီတဲကမှဆိုလို့ရှိရင်လည်းထပ်ပါတော့ Manchester United တို့နဲ့ကျွန်တော်သတင်းနေကျွန်တော်ထွက်တယ်ဒါပြင်တခြားဒီ Barcelona တို့နဲ့လည်းကျွန်တော်သတင်းနေကျွန်တော်ထွက်တယ်ဘာစီကတော့လက်ရှိမှာ Juan Garcia ကိုခေါ်ပြီးသွားပြီဖြစ်တဲ့အတွက်ခေါ်ပြီးသွားသလိုဖြစ်တဲ့အတွက် Donnarumma ကိုစိတ်ဝင်စားမှုကကျွန်တော်ညှော်နေလာတယ်ဒါပြင် Donnarumma ကိုယ်တိုင်ကလည်း အမြဲတမ်းဆိုသလိုပြည်ရင်းလိမ့်မာကဖလားတွေရနေတာချန်ပီယံစိတ်လိုချင်တဲ့ချန်ပီယံလိမ့်တွေရသွားတာနဲ့ဒနရူမဟာစိန်ခေါ်မှုအသစ်တွေအတွက်အသင်းပြောင်းနိုင်ခြင်းရှိတယ်ဆိုတဲ့သတင်းတွေကျွန်တော်တို့တော့တက်လာတာဒါပေမဲ့လို့ပေါ့နော်ကစားမဖြစ်သူရဲ့အီဂျင်ကတော့ဒနရူမဟာ PSG ကနေပြီးတော့ထွက်ဖို့ဆိုတာထက်စာချုပ်သစ်အတွက်ကျွန်တော်တက်တန်းတူဖို့တော့မှစကားပြောစုမှုတွေရှိနေပြီဆိုပြီးတော့ confirm ထားတာတွေလည်းကျွန်တော်ရှိတယ်။သို့သော်လည်းပဲအခုချိန်မှာဆိုလို့ရှိရင်ဒါတတိယနေ့ကတော့တက်နေတော့မယ်ဒီတက်နေတဲ့တတိယနေ့ဟာလည်း ဒါလုံးဝပေါ့နော်တိတ်ပြီးတော့မှန်ကန်မှုမရှိတဲ့သတင်းတွေဖြစ်တယ်ဆိုပြီးတော့ဒနရူမာရဲ့အေဂျင့်ကိုယ်တိုင်ကကျွန်တော်တို့ကဒီလုံးဝအတီးပြုတ်ထားတယ်ဆိုတော့ဒနရူမာဟာဘောပလင်ဂိုးကီပါမဟုတ်ပေမဲ့လေလို့ပေါ့နော်နီးပြားဖြစ်သူလူးစ်အင်ဒရီဂီရဲ့လက်အောက်မှာအများကြီးဆိုသလိုဒါတော်တော်အချင်းကြီးကောင်းနေတယ်ဒါအပြင်အောင်မြင်ခဲ့တဲ့ပြည်ကြီးအတင်မှာလည်းအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ရတာဖြစ်တဲ့အတွက်နီးပြားဖြစ်တဲ့လူးစ်အင်ဒရီဂီကိုယ်တိုင်ကလက်မလို့ချင်တဲ့သဘောပါအဲကြောင့်ဒနရူမာအနေနဲ့ ချန်ပီယံလိဂ်ချန်ပီယံဖြစ်ထားတဲ့ PSG မှာပဲဆက်ရှိဖို့အတွက်အချိန်ကြီးများနေပါတယ်။နောက်ထပ်သတင်းတစ်ခုအနေနဲ့လီဗာပူးသင်းရဲ့ဘက်ကတော့ဒါသူတို့ရဲ့ဗောနော်တောင်မန်ကစားမဖြစ်တဲ့လူဝီဒီယက်ကိုခေါ်ယူဖို့အတွက်ဘာစီလိုနာရဲ့ဘက်ကချင်းကက်လာမှုကိုသူတို့ပယ်ချလိုက်တယ်ဆိုပြီးတော့ Athletic ကရပိုးလုတ်လာတယ်။လာလီဂါကလပ်ဖြစ်တဲ့ဒီဘာစီလိုနာရဲ့ဘက်ကတော့ရာဖင်ညာရဲ့နေရာကိုအစားထိုးဖို့ဒါမှမဟုတ်ဗောနော်ပို့ပြီးတော့အစားထိုးဖို့ဆိုတာလည်းပို့ပြီးတော့ဗောနော်အားပြဖို့အတွက်နောက်ထပ် ဘဲတောင်မန်ကစားမတယောက်ကိုသူတို့ခေါ်ဖို့ကြိုးပမ်းနေတာရာဖီညာဟာ right wing back right right wing မှာကောကျွန်တော်က left wing မှာကောကောင်းကောင်းကစားနိုင်တဲ့ကစားသမားဖြစ်တဲ့အတွက်သူတို့အနေနဲ့ပေါ့နော်ပြဿနာမရှိဘူးတိုင်းပေလို့နောက်ထပ်တိုက်စစ်အားပြည့်ခြင်းနဲ့အနေထားမှာသူတို့အနေနဲ့ Louis Diaz ကိုချင်းကပ်လာတာ28နှစ်ရှိပါပြီရှိမှဆိုလို့ရှင် Louis Diaz အနေနဲ့ Liverpool ရဲ့ဘက်ကရောင်းချတော့ဖို့အတွက်အဆင်သင့်ဖြစ်နေပြီသူအနေနဲ့လည်း sorry club တွေကော Barcelona တို့လိုအသင်းမျိုးတွေကပါစိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေဟာ တောက်လျှောက်စုလိုကျွန်တော်တို့တက်လာတာဒါအပြင် Florian Vies ကလီဗာပူးတင်းကိုရောက်ဖို့အတွက်အချီနီဒီပူများလာပြီဆိုတော့ Louis Diaz ရဲ့အပြောင်းရွှေ့ဟာပူပြီးတော့ဖြစ်နိုင်ကြီးများလာတယ်ဆိုပြီးတော့ဗောနော်ဒါကြောင့်ကျွန်တော်တနည်းနေမှာတွေ့နေရတာသို့တော်လည်းပဲဒီပုံစံတိုင်းဘာစီလိုနာရဲ့ဘက်ကခေါ်ခြင်းနဲ့အတွက်ချင်းကက်လာမှုကိုလီဗာပူးတင်းရဲ့ဘက်ကပယ်ချလိုက်ပါပြီတကယ်လို့တရားဝင်ကန့်လန့်မှုတွေသူတို့လိုချင်တဲ့ပြောင်းရွှေ့ကြီးဒီပြီးပြီးတော့ကန့်လန့်လာမယ်ဆိုလို့ရှင်တော့ လီဗာပူးတင်ရဲ့ဘက်ကစိတ်ပြောင်းသွားမလားကျွန်တော်ကြည့်ရမယ်ပေါ့လေဒါအပြင်ဆော်ဒီကလပ်တီရဲ့ဘက်ကစိတ်ဝင်စားနေတာဖြစ်တဲ့အတွက်ဆော်ဒီကလပ်တီရဲ့ဘက်ကသာလူဝီဒီယက်အတွက်အမှန်ကန်ကမ်းလှမ်းလာမယ်ဆိုရင် လီဘာပူးသင်းကမ်းလှမ်းမှုတွေကိုလက်ခံသွားမလားစောင့်ကြည့်ရမယ့်နေသားပါလက်ရှိအချိန်ကြီးကတော့လီဘာပူးသင်းအနေနဲ့ဘာစီဘက်ကကမ်းလှမ်းမှုမဟုတ်တဲ့ချင်းကက်လာမှုကိုတော့မှသူတို့ကလုံးဝပယ်ချထားတယ်။ဒါ့အပြင်အသင်းတွေအရေးကြီးတဲ့ကစားမှဖြစ်တယ်လို့ဒီနေရာဒီပြောင်းရှုမှာလီဘာပူးသင်းကနေထွက်ဖို့မရှိဘူးဆိုတဲ့သတင်းတွေပါသူတို့ကတခြားကိုလွှင့်ထားတာ။ဒါကြောင့်လောလောဆယ်မှာဆိုလို့ချင်းလူဝစ်ဒီအက်စ်ရဲ့အပြောင်းရွှေ့ကတော့လီဘာပူးသင်းမှာပဲဆက်ပြီးတော့ရှိသွားနိုင်တဲ့အခြေအနေမျိုးတွေလည်းကျွန်တော်တို့တွေ့နေရတယ်ပေါ့နော်။နောက်ထပ်သတင်းတစ်ခုကတော့ကျွန်တော်တို့နေ Jack Grealish ပါ Manchester City ကလာမယ့် Club World Cup ပြိုင်ပွဲအတွက် အသင်းရဲ့လူစင်ကိုရွေးချယ်တဲ့နေရာမှာဒီ Grealish ကိုလုံးဝပယ်ချထားခဲ့တဲ့အသင်းလူစင်ထဲမှာလုံးဝခေါ်မလာဘူးဆိုပြီးတော့ကျွန်တော်သိရတယ်။နီးပြားဖြစ်တဲ့ Pep Guardiola ကတော့အသက်30နှစ်ကိုကတ်လာတဲ့ဒီကစားမဖြစ်သူကိုအသင်းကိုရောက်ကြတဲ့ကတန်ကြီးနဲ့တန်တဲ့ဖန်ဆောင်ရင်းမျိုးတွေဘယ်တော့မှရအောင်အသုံးပြုနိုင်ခြင်းကျွန်တော်မရှိဘူး။ Grealish ကိုယ်တိုင်ကလည်း အမြဲတမ်းနှီးပါဆိုသလိုကျွန်တော်တို့ကအရန်ကုန်မှာပဲရှိနေရတယ်လူသားဝင်လာရင်တောင်မှပွဲကစားခွင့်မိနစ်တွေဘလောက်မှရတဲ့အခြေအနေမျိုးမှာရှိမနေဘူးဆိုတော့ Grealish ကလက်ရှိ Guardiola လက်လို့မဲ့ကစားမားတွေကတယောက်ဖြစ်ထိတ်ဆုံးကနေတောင်မှဒီနွေမှာမြင်ရနိုင်တယ် Manchester City ရဲ့အနာဂတ် plan တွေထဲမှာ Grealish ပါဝင်ခြင်းမရှိတော့ဘူးเนาะကျွန်တော် Jeremy Doku တို့ Savinho တို့အခုဆိုလို့ရှိရင်တို့ထပ်ပြီးတော့ခေါ်ဖို့လုပ်နေတဲ့ Ryan Chagi တို့အပြင်တောင်မှကစားမားတွေအမှန်ကန်ရှိနေတာဖြစ်တဲ့အတွက် Grealish ကို သူတို့အနေနဲ့လက်လွတ်ဖို့ကြိုးပမ်းတဲ့သဘောပါ Grealish ကိုယ်တိုင်ကလည်းလောက်ခလာစားလဲအင်မတန်များတယ်လို့အသင်းမှာလည်းအဓိကအခန်းကဏ္ဍတွေကနေပြီးတော့မပါဝင်တော့ဘူးဆိုတော့ Manchester City ရဲ့ဘက်က Grealish ကိုလက်လွတ်ဖို့အစဉ်သင့်ဖြစ်နေတာ Jack Grealish ဘယ်ကိုပြောင်းမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒါကြောင့်သတင်းတွေတက်တာမျိုးတွေတော့ကျွန်တော်မရှိသေးပါဘူး။ဟောဒီညမှာအသင်းဟောင်းဖြစ်တဲ့ Aston Villa ကလည်းပြန်ခေါ်နိုင်စွမ်းကတအားနေတယ်။ Aston Villa ဟာဒီယာဒီမှာသူတို့ကစားမားတွေခေါ်ဖို့ဆိုလို့ရှိရင်အရင်ဆုံးရောင်းချဖို့လိုပါတယ်။ ဆိုတော့ Greenleaf လို့ကစားမမျိုးကိုပြန်ခေါ်ဖို့ဟာအင်မတန်ကိုဖြစ်နိုင်ကြီးတော်တော်ကြီးနည်းတယ်အငှားတွေပါတယ်ဆိုရင်တော့မသိဘူးပေါ့လေဒါအပြင် Greenleaf နဲ့ပတ်သက်ပြီးတော့ Manchester City ကနေထွက်ခွာရမယ်ဆိုတဲ့သတင်းကလွဲရင်တော့ဘယ်အသင်းကိုရောက်ဖို့အတွက်ဆွေးနွေးမှုတွေလုပ်နေပြီးဘယ်အသင်းကတော့ခေါ်ဖို့စိတ်ဝင်စားနေပြီဆိုတဲ့သတင်းတွေဘာမှကိုထွက်ထားခြင်းမရှိသေးဘူးဆိုတော့ Manchester City ရဲ့အနာဂတ်ထဲမှာမပါတော့တဲ့ Jack Grealish ဘယ်အသင်းကိုပြောင်းသွားမလဲကျွန်တော်သာစောင့်ကြည့်ရတော့မှာပါနောက်ထပ်သတင်းတစ်ခုကတော့ကျွန်တော်သာ Chelsea အသင်းရဲ့ ါကကွင်းလေကစားမဖြစ်တဲ့ခရူဖာမာကတော့လာမယ့်2025 2026ဘောလုံးရာသီမှာကျောင်းနံပါတ်30ကိုပြောင်းလဲဝစ်စင်ကစားမဖြစ်တယ်ဆိုပြီးတော့သိရတယ်။ဖာမာဟာကျောင်းနံပါတ်20ကိုဝစ်ပြီးတော့မာရက်စကာရဲ့လက်အောက်မှာကစားနေရတယ်။လာမယ့်ရာသီတက်မှာတော့အထူးသဖြင့်ကလပ်ဝေါ်ကပ်ပြိုင်ပွဲကစလို့ပေါ့နော်။ကိုပါမာနီနဲ့ဒါကျောင်းနံပါတ်30ကိုဝစ်စင်ကစားသွားဖို့ရှိပါတယ်။ပါမာနီနဲ့ဒီမန်ချက်စတာစီးတီးကနေပြောင်းလာကြတဲ့က ချဲစီအတွက်တကယ်ကောင်းတဲ့ performance တွေကျွန်တော်တို့ပြထားတာဒါအပြင်စာချုပ်တန်တန်းနဲ့ပတ်သက်လို့လည်းနော်တကယ်ကောင်းတဲ့အတတန်တကူကိုသူချုပ်ဆိုထားတယ်ချဲစီရဲ့အတ္တိကအရေးကြီးတဲ့ကစားမတစ်ယောက်လေးဖြစ်တယ်ဆိုတော့အရေးကြီးတဲ့ကျိုးနံပါတ်ကိုပေးပြီးတော့ချဲစီရဲ့ဘက်ကဝစ်စင်ခိုင်းမယ်ပေါ့လေသူသူမပြောင်းငင်ကကျတော့ဘသူဝစ်တာကိုကျိုးနံပါတ်30တိတ်တော့မမှတ်မိတော့မူဒရစ်လားမသိဘူးနော်မူဒရစ်ဝစ်တာထင်းနေကျိုးနံပါတ်30ကမူဒရစ်ကတော့သူဆက်တက်ဒိုးနဲ့ကနေပြီးတော့အဲ့ဒါမလားပြောင်းလဲလာပြီးကလေးက အဲဘာမှကျွန်တော်မသိရတာဘူးအခုလည်းပဲ suspended ဖြစ်ထားတယ်ဆိုတော့ဗောနော်ကျွန်းနံပါတ်30ကိုသူကလွှဲပြီးတော့မဲ့သဘောမျိုးပါဒါကြောင့် group bar မှာနေနဲ့ကျွန်းနံပါတ်20ကနေပြီးတော့လာမယ့်ရာသီမှာ30ကိုပြောင်းပြီးတော့ဝစ်စင်ကစားကကျွန်တော်တွေ့ရမှာဗောလေဒါအပြင် Chelsea team ရဲ့တိုက်စစ်မှုအသစ်ဖြစ်တဲ့ Liam Delap ကလည်း Chelsea team မှာဂျုံကန်ရတဲ့ကျွန်းနံပါတ်ကျွန်းနံပါတ်9ကိုဝစ်စင်ကစားသွားဖို့ရှိတယ်လို့ကျွန်တော်သိရတယ် တချို့ Chelsea တင်းရဲ့ပြည်သက်တွေကြတော့လေ okay ငါတို့ကတော့ဘောနော်ကျောင်းနံပါတ်ကူကစားမားတွေတိုင်ပတ်တဲ့အချင်းတွေကိုငါတို့တွေပြောင်းလဲတော့ပြတော့မယ်ကွာဆိုပြီးတော့ယုံကြည်ထားကြတယ်လို့တချို့ကြတော့လေကြိုက်တဲ့နံပါတ်ကူပြီးကျောင်းနံပါတ်ကူတော့ပေးမဝင်နဲ့ဆိုတဲ့ဟာမျိုးတွေလည်းရှိတယ်အထူးသဖြင့်တော့ Chelsea တင်းရဲ့ကျောင်းနံပါတ်ကူမှာကစားမားအများစုကယုံကန်ခဲ့ရလို့ပါအများကြီးကကျတော့တော်တော် တိုင်ပတ်ခဲ့လို့ပါမိုရာတာတို့နော်ပြောရှင်ရင်ကျွန်တော်အနေနဲ့ဒီ အဲဘယ်လိုပြောမလဲအခုဆိုလို့ချင်းလီယမ်ဒီလက်ကတော့ဘာဖြစ်မလဲကြည့်ရမှာပေါ့နော်တမ်မီအိဗရာဟန်တော့မဆူပြောရမယ်ကျွန်းနမကူတဲ့မှာနော်အခုလိုပြောတော့တော်ရက်စ်တို့လူစားမမျိုးတွေအများကြီးပါပဲနော်ပြီးလို့ရှိရင်ဖယ်ကာဝရူလူစားမမျိုးတွေချက်စီတင်မှာဟီဂွိုင်းတို့လူစားမမျိုးတွေကျွန်းနမကူတွေကိုဝစ်ဆင်ပြီးတော့ကစားခဲ့ကြတဲ့တဲ့မှာအင်မတန်ကိုယုံကန်ရတဲ့ကစားမတွေကြီးပဲရဲ့ဒါကြောင့်ချက်စီတင်ရဲ့ပြည်သက်တချို့ကတော့ကျွန်းနမကူကိုမဝစ်ဆေးခြင်းရဘူးပေါ့လေတချို့ကြတော့လေအဲ့ဒီအခြေအနေကိုဒါဖျက်ပြမယ်ပေါ့ဒါကြောင့်လက်ရှိမှာ ကစားမသည့်ဖြစ်တဲ့ LMT Lab ကတော့ Chelsea တင်မှာကျောနံပါတ်9ကိုဝစ်ဆင်ပြီးတော့ကစားမှာပါ။နောက်တစ်ခုကတော့ကျွန်တော်တို့က Ryan Chalky ကပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှု Manchester City နဲ့ရသွားပြီဆိုပြီးတော့ Fabrizio Romano ရဲ့ဖော်ပြချက်အရကျွန်တော်တို့သိရတယ်။အားလုံးလည်းသိတဲ့အတိုင်းပဲ Ryanaro ဘာလို့ကိုခေါ်ပြီးမှ Manchester City က ဒီနံပါတ်10တို့နေရာတွေထပ်ပြီးတော့ကစားမတွေခေါ်ဖို့ကြိုးပမ်းနေတာဒီနေရာမှာ Ryan Chucky လိုမျိုး Lion ကနေလုံးဝထွက်မဲ့ကစားမဖြစ်သူကိုသူတို့ကခေါ်ယူနိုင်တော့မှာပါဆိုတော့မကြခင် Lion အသင်းနဲ့ပေါ့နော်ဒီဆွေးနွေးမှုတွေပြုလုပ်ပြီးတော့ Manchester City ကအပြောင်းအရွှေ့ကိုအပြီးသတ်နိုင်မဲ့အခြေအနေမျိုးပါသူတပြင်းကတော့ Manchester City နေနဲ့ကစားမဖြစ်သူနဲ့ပုံကိုယ်ဆိုင်ရာသဘောတူညီမှုရသွားပြီးပြီဖြစ်တယ်လို့ Lion ကလည်းတန်ကြီးဟာတန်း30တဲ့ပို့ပြီးတော့တောင်းမှုမရှိတဲ့အခြေအနေမျိုးမှာဒီအပြောင်းအရွှေ့ဟာအများကြီးဖြစ်ဖို့ရှိနေတာ တော့ရိုင်ယန်ချာကီလိုမျိုးအရေးချင်းပြေကစားမတယောက်ကိုမန်ချက်စတာစီးတီးမှာကျွန်တော်ထပ်ပြီးတော့ပြောင်းတာမြင်အောင်မှာပေါ့လေနောက်ထပ်တဲ့တင်ကတော့ချဲစီတင်းရဲ့ဘက်ကတော့ AC မီလန်တင်းရဲ့ကုသမဖြစ်သူမိုက်မဂနန်ကိုခေါ်ဖို့အတွက်ဂျူပန်မှုကလက်ရှိပေါ့နော်အိုဒနီကပေချခံခဲ့ရပြီးတဲ့နောက်နောက်တကထပ်ပြီးတော့အပြောင်းရွှေ့လုပ်ဖို့ကန့်လန့်မှုတွေလုပ်ဖို့အတွက်နည်းနည်းတွန်းဆုတ်တွန်းဆုတ်နေတယ်သူတင်ကတော့အဲချဲစီရဲ့ဘက်ကကစားမဖြစ်သူမိုက်မဂနန်အတွက်ပေါင်၁၀တန်းလောက်ပဲတန်ကြီးသတ်မှတ်ထားတယ် ိုင်မဲ့လို့ AC Milan ရဲ့ဘက်ကတော့စာချုပ်တက်တန်းကပေါ့နော်လာမယ့်နှစ်မှာကုန်မယ်ဆိုပေမဲ့လည်းလို့25တန်းအထက်ရမှသာဒီဂိုးသမားဖြစ်ဒီကိုလက်လွတ်ချင်တဲ့သဘောမျိုးအဲကြောင့်လက်ရှိမှာဆိုလို့ကျတော့ Chelsea ကဂိုးသမားနေရာကိုအမှန်ကန်အစားထိုးဖို့ပြုလုပ်နေတဲ့ Mike Magnan နေရာမှာသူတို့ပေါ့နော်နောက်တစ်ယောက်နဲ့ကျွန်တော်တို့ကကျူပန်းသွားမလားဒါမှမဟုတ် AC Milan လိုချင်တဲ့ပေါင်26တန်းကိုပဲသူတို့ပေးဖို့အတွက်ချူပန်းသွားမလားဒါပဲကျွန်တော်တို့ကြည့်ရမယ် Robert Sanchez တို့ဘာလို့အဆင်မပြေတော့တဲ့အချိန် အာကူလို့အမြဲတမ်းမရတော့တဲ့ချိန်မျိုးမှာပို့ပြီးတော့ကောင်းတဲ့ဂိုးသမားကိုသူတို့ခေါ်ဝေးကြိုးပမ်းမှာအကြောင်မိုက်မက်ဂနက်တီချယ်ဆီတင်းရဲ့အဓိကပြစ်မှတ်ဂိုးသမားပါချယ်ဆီတင်းနေနဲ့၁၀တန်းဝန်းကျင်နဲ့ပဲရအောင်ကျွန်တော်ဆွေးနွေးမှုတွေပြုလုပ်ပြီးတော့သူတို့သာခေါ်သွားနိုင်မလားဒါမှမဟုတ်ဆိုလို့ရှိရင်၂၅တန်းကျော်ပေးပြီးတော့ခေါ်သွားမလားတခြားပြစ်မှတ်ပဲပြောင်းမလားကျွန်တော်စောင့်ကြည့်ရမှာပေါ့လေရလို့ဒီမှာဆိုလို့ချင်းချယ်ဆီအနေနဲ့ဂိုးသမားနေရာရဲ့အပြောင်းအလဲကကျွန်တော်စိတ်ဝင်စားဖို့ကျွန်တော်ကောင်းနေပြီဒီလိုနေနေရောကျွန်တော်တို့ဒီပြောင်းရွှေ့တွေထဲမှာ ်ခြေစည်းတင်းတွေ့ပါဘောနော်ဘက်ဆာမားတွေဒီဒီဆာမားကိုခေါ်ဖို့ကအမှန်ကန်ကျူးပန်းတဲ့နေလို့ထင်ကြလားဒီနေ့ရဲ့နောက်ဆုံးရထားတဲ့ပြောင်းချွေတွေနဲ့ပတ်သက်ပြီးတော့ရောဘလို့မင်းရလဲဆွနေကြပါအောင်အားလုံးကိုချစ်သူများညီမတွေ